မဲယုံကိုဖျက်လို့ဖျက်စီးလုပ်တဲ့လူမဲပေးတာကိုမတရားသဖြင့်လုပ်တဲ့လူဆိုရင်ကျွန်တော်တို့ကချက်ချင်းတရားစီရင်မှာဖြစ်ပါတယ်။ရှင်းရေးယူပြီးချက်ချင်းထောင်ထမ်းမှာ။ကျွန်တော်တို့ကနေမကူဘူးကျွန်တော်တို့ကဒီဥပဒေအရတော့တရားစီရင်ရေးကတခါနဲ့အပြတ်ချပြီးသား။ကျွန်တော်တို့ကကတရားရုံးလေးဖွင့်ထားပြီးသား။အဲ့ဒီနေ့မှာတခါနဲ့ဖွင့်ထားပြီးသား။ဒါပေမဲ့မပြီးခင်မှာတော့အကုန်လုံးသိမှုတော်တွေဒီမှာကျွန်တော်တို့မိတိလာမှာကျွန်တော်တို့ကခုနှစ်ပါတီပဲရှိတယ်။နော်ခုနှစ်ပါတီရှိတယ်ဆိုတော့ဒီမှာဒီဥစ္စာတစ်ခုလုံးကကျွန်တော်တို့က16ပါတီပေးလို့ရတယ်။ နော်အဲ့ဒီ16ပါတီပြီးလို့ရကျွန်တော်ခုနှစ်ပါတီသူဒီအောက်ကဟာဒီကိုကျွန်တော်တို့ကပလတ်စတစ်ပြားနဲ့ပိတ်ထားမှာပါခံပြားနဲ့အဲကြံပြီးတော့မှလာရင်ဖြက်စီးပြလို့လည်းမရပါဘူးလုံးလို့လည်းမရဘူးဒီအောက်ကကလုတ်တွေနှိပ်လို့မရဘူးကျွန်တော်ကအဲ့လိုမျိုးပိတ်ထားမှာပါနောက်တစ်ခါဒီအပေါ်မှာကျွန်တော်ဒါပလတ်စတစ်ပြားနဲ့အုပ်ခါလာဒီတခြားလူကြမတမာတဲ့လူကြောက်ကနေပြီးတော့မှနော်မဲယုံကိုဖြက်လို့ဖြက်စီးတဲ့ဘောမျိုးနဲ့လာပြီးတော့ကွန်းစားရင်းနဲ့ကွန်းသီးနဲ့ဒီလိုမျိုးပက်သွားတာဖြက်သွားတာမျိုးဖြစ်ခဲ့လို့ရှိရင်ကျွန်တော်တို့ပြီးရင်ရှက်ရှင်းရေးယူပြီးချက်ချင်းထောင်ချမှာကျွန်တော်တို့ကနေမကူဘူးကျွန်တော်ကဒီဥပဒေအရတော့ တရားစီရင်ရေးကတခါနဲ့အပြတ်ချပြီးတာကျွန်တော်ကကတရားရုံးလည်းဖွင့်ထားပြီးတာအဲ့ဒီနေ့မှာတခါတည်းဖွင့်ထားပြီးတာမဲယုံကိုဖျက်လို့ဖျက်စီးလုပ်တဲ့လူမဲပေးတာကိုမတရားသဖြင့်လုပ်တဲ့လူဆိုရင်ကျွန်တော်တို့ကချက်ချင်းတရားစီရင်မှာဖြစ်ပါတယ်နော်အဲ့ဒါကျွန်တော်တို့ရဲ့မဲဆန္ဒရှင်တွေကအားလူတွေကိုလည်းတိအောင်ပြောပြပေးပါဖြန့်ထားပေးပါနော်ကျွန်တော်တို့ကအားလို့ကိုတော့ဟိုပြောပြဖို့အတွက်အထက်ခဲရှိပါတယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်ပြည်သူလူထုကြမှာကျွန်တော်တို့မိတ်ချီလာ အခါ20လောက်ရှိပါပြီကျွန်တော်တို့ရှင်းပြနေအများကြီးကိုရှင်းပြထားပြီးသားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဘဲဆန္ဒအချင်းဒီအနေနဲ့ဘာမှခက်ခက်ခဲခဲမရှိပါဘူးချောချောချူချူလာပြီးတော့မဲပေးကြပါမဲပေးခြင်းအပြင်လည်းဘာမှပြဿနာမရှိပါဘူးကျွန်တော်တို့လုံခြုံရေးအပြည့်အစုံလုပ်ထားပါတယ်လုံခြုံရေးအတွက်ကျွန်တော်တို့ရှိရနေပြီးတော့မှအားလုံးတာဝန်ယူပါတယ်ဒီဇင်ဘာလ28ရက်နေ့မှာကျွန်တော်တို့ကပြေးမှာပါသူ့အပိုင်းလိုက်အပိုင်းလိုက်ကျွန်တော်တို့ကခွဲပြီးတော့ပြေးသွားမှာဖြစ်တဲ့အတွက် ဲမဲပေးတဲ့သူတွေအတွက်လုံးဝကိုပြဿနာမရှိပါဘူးတဲ့လုံးဝအန်ဒီရကင်းပါတယ်ပြောပြီးတော့မဲပေးတဲ့သူတွေအတွက်ပြဿနာရှိတယ်ပေါ့နော်အိမ်မာဒီတက်ဆွဲမဲ့တဲ့ပုံစံသဘောတရားရှိပါတယ်နောက်တစ်ခုအနေနဲ့ကမဲတော်သွားပေးကြကွန်ဒူတွေတော့သွားမစင်မိနဲ့ကွန်ဒူတွေစင်မိရင်နင်းစင်ထောင်နဲ့20လောက်ကြနေလိမ့်မယ်နေတာပါပဲကျမမရက်တီတော့ပါဘူးနှစ်ဒီပါတီအနေနဲ့လည်းမရက်တီဘူးဆိုတော့သူတို့ထုတ်လို့မဟုတ်ဘူးနော် အဲ့နေဒီပါတီဆိုတာတရားဝင်ကြောင်းရမရှိတော့လို့ကျမကမရက်တီတော့ဘူးလို့ပြောတာဖြစ်တယ်ဘိုလုံးကော်မတီဆိုတဲ့ဟာကကျမတို့ NLD ပါတီဆိုတာကပြည်တွင်းမှာဟာလာဖွဲ့စည်းထားတဲ့ပါတီများမှတ်ပုံနေရင်ဥပဒေရကျမတို့ကပြည်တွင်းမှာပဲဖွဲ့စည်းထားတာဖြစ်တယ်ပြည်ပကိုဖျက်ပြေးသွားတယ်ပြည်ပကနေပြီးတော့ဟိုသူတို့ဖွဲ့ကျင်တဲ့အဖွဲ့အစည်းရနေပြီးတော့ပြည်တွင်းမှာညီလာခံနဲ့ရွေးချယ်ထားတဲ့ဘိုကော်မတီဝင်တွေဘိုလုံးမှုဆောင်တွေကိုတယောက်ကမှထုတ်ပိုင်ခွင့်မရှိဘူး ုတ်လို့လည်းတရားမဝင်ဘူးဆိုတဲ့ဟာမျိုးသိထားဖို့လိုတယ်ပြည်ပမှာသူတို့ကိုနိုင်ကိုကသူတို့ကထွက်ပြေးသွားတဲ့လူတွေလေထွက်ပြေးသွားတယ်ပြည်ပမှာတရားဟိုတရားဝင်เจ้าရလည်းတရားမဝင်တော့တဲ့လူတွေကသူတို့ဖန်သူ origin တိုင်း or ပေါ့ဘာစကားရပြောရင်ဘောင်းဝင်ဝင်မအောင်ဘာစကားရပြောရင်ဘောင်းဝင်ဝင်မအောင်ဘုံဘုံဘုံတော့သူပြပလိုက်သေးတယ်အားလုံးတွေ့တာအိမ်ပါပဲဒါကတော့ဘောမရဲဆိုတာအဲ့လောက်ထူယူမူမတာပါနင့်ကိုသူတို့ကထုတ်တာမဟုတ်ဘူးပြင်ရောက်နေ NUG ဖွဲ့စည်းရထုတ်တာမဟုတ်ဘူးပြည်သူတွေကနင့်ကိုထုတ်ပစ်လိုက်တာ တော့တာမှနင့်ကဘာကြီးတွေပါထုတ်ပြမှာဟိုလာမျိုးတွေအားလုံးပဲငလင်ဘေးနဲ့မေဘေးတမှာအများဆုံးကင်းဝေးပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကို Jet Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ Revolution လို့သွားပေးကမှာတော့ယနေ့အတင်ပါလာ၁၈ရက်နေ့ရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့တင်းချူကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့တော်လာမျိုးတွေအားလုံးပဲစုံနေကြည့်ရှိဖို့ဒီနေ့အရင်မှထပ်မံတောင်းဆိုလိုက်ပါတယ်နောက်ဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်တွေရဲ့၎င်းတို့ရဲ့ကိုယူစီးပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းတမှာမတရားသဖြင့်သိမ်းပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့1600 62ရက်ရှိပြီဖြစ်ပါတယ်။မနိုင်ငံတွင်တရက်တာအတွင်းစစ်ကောင်စီကစစ်ကွေးတည်ဆုံမှုစင်းမှာဂိုင်းတိုင်းခလီမြို့နယ်မှာ14ဦးလင်းဝင်ရောက်ခဲ့ပြီးတော့သခိုင်းတိုင်းချောင်းမြို့နယ်မှာတော့10ကောင်း၊သခိုင်းတိုင်းပန်းမောင်းမြို့နယ်မှာ2ဦးလင်းဝင်ရောက်ပြီးတော့တနင်္သာရီတိုင်းတဝင်းမြို့နယ်မှာ10ကောင်း၊မကွေးတိုင်းစင်ပေါင်းဝင်းမြို့နယ်မှာ3ကောင်းနဲ့ကျင်းပြီးနယ်ကြိုင်းစိတ်ကြီးမှာ2ကောင်းတည်တည်တည်ဆုံခဲ့ကြောင်းသိရှိရပါတယ်။နောက်ဆုံးဒီမုတ်အနေနဲ့ကတော့သခိုင်းတိုင်းကတားခိုင်းမမုံမြို့ကစစ်တပ်စခန်းတွေကိုတော်လိုင်းတတရစတင်ပလာ9ရက်နေ့ကစပြီးဦးစစ်စင်တိုက်ခိုက်နေတာမှာတော့အရှိချင်းမှာစခန်းတချို့ကိုသိမ်းပိုက်ထားပြီလို့ဒေသခံအကွေးတစ်ခွေတွေကလည်းဆိုရပါတယ်။ တတနဲ့ရှန်နီတဲ့ SND စုစုပေါင်းအင်အား900ဝန်းကျင်ခန့်ရှိတဲ့အမောင်းမျိုးကစစ်တပ်စခန်းတွေကိုတော်လိုင်းတက်တွေကစတင်ပါလာ9နေမနက်အစောပိုင်းကစတင်ဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ဘလော့ဆင်မှာတော့မမောင်းမျိုးတဲကိုဒိုးစစ်စင်တိုက်ခတ်နေတာဖြစ်တယ်လို့လည်းအင်းတော်ပတ်ခါပါတာဝန်ရှိသူတွေကပြောပါတယ်။အကွဲပထမနေ့မှာပဲမြို့ကိုကာထားတဲ့စစ်ကောင်စီနဲ့ SND ပူးပေါင်းစခန်းကကင်းချို့ကိုတော်လိုင်းတဖွဲ့တွေကရရှိခဲ့တာဖြစ်ပါတယ်။အင်းသတင်းမြေတူကလည်းမမောင်းမျိုးတိန်တိုက်ပွဲဖြစ်ပြီးပထမဆုံးနေ့မှာပဲရှမ်းနီ SNA စခန်းသုံးခုကို AIPDF ပါဝင်တပ်ပေါင်းစုကသိမ်းလိုက်ပြီလို့ပြောထားပါတယ် ်တရှိနေတဲ့စကန်တွေကိုလည်းဆက်လက်ထိုးစစ်ဆင်နေတယ်လို့ဆက်ပြောပါရစေ။ကောင်စီဘက်ကလည်းဒီကြောင်းကနေတုံ့ပြန်တက်ခတ်မှုလို့တောက်လျှောက်လုပ်နေတယ်လို့သိရှိရပါရစေ။လက်ရှိအချိန်မှာတော်လိုင်းတက်တရတော့လို့မရတဲ့နေရာမှာငြိမ်ပြီးတော့ထားလို့ရတဲ့နေရာမှာစပြီးပြန်ထနေတဲ့နေရာကိုတွေ့ရပါရစေ။နောက်တဲ့တင်ပုံအနေနဲ့ကတော့အားရစရာတင်တစ်ခုပါပဲ။ဒါကကမ်ဘလူးဆိုတာလည်းအလုံးသိတဲ့အတိုင်းပါပဲ။ကမ်ဘလူးမှာကတော့ယူစောတီတွေတော်တော်လေးကိုမှရေရှုပ်နေပြီးယူစောတီရဲ့အင်အားတောင်းနေရလည်းဖြစ်ပါရစေ။ဒါမှလည်းစတင်ပါလာ16ရက်နေ့ညနေပိုင်းကစကိုင်းတိုင်းကမ်ဘလူးမြို့နယ်ဒီကုန်းမြို့ရဲစခန်းကိုတော်လိုင်းရဲ့တပ်ဖွဲ့တွေကစီးနင်းတိုက်ခတ်ခဲ့တဲ့ရုတ်တံဖိုင်တွေထွက်လာပြီးဖြစ်ပါရစေ။ စ်ဖို့မြကြီးနာကမ်းလိုင်းရဲ့အနောက်ဖက်9မိုင်ကျော်မှာရှိတဲ့ဒီကုန်းမြို့ရဲ့ရဲစခန်းတိုက်ပွဲဒီမှာရဲတပ်ဖွဲ့ဝင်6ဦးသေဆုံးပြီးအရှင်ဖမ်းမိသူတွေရှိသလိုလက်နက်တွေနဲ့သိမ်းဆည်းရရှိခဲ့ကြောင်းရှိရပါတယ်။ရဲတပ်ဖွဲ့ဝင်4ယောက်ရဲ့သူတို့ရဲ့မိသားစုဝင်တချို့ကိုအရှင်ဖမ်းမိခဲ့ပြီးရဲစခန်းအချုပ်မှာအဖမ်းခံရထားသူ3ကိုလည်းကယ်ထုတ်နိုင်ခဲ့တယ်လို့ကမ်ဘလူ KI ပတ်ကပ်ဖာသူရှာရီတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ဒီကုန်းမြို့ရဲစခန်းတိုက်ပွဲမှာတော့ G3 မျိုးစားရိုင်းဖက်တနက်ကိုလက် G4 တလက် MA50 တက်လက်နဲ့ပစ္စတိုတက်လက်ရရှိခဲ့ပြီးတော်လိုင်းတဖုတ်လူဘက်ကတော့ခီးပြိုက်လုံးဝမဖြစ်ပဲပြန်လဲစုခွန်နိုင်ခဲ့ပါတယ်။ဟိုကျော်မျိုးမင်းပြောလို့ပါ။อืมကျွန်တော်ဒီကောင်လေးတိတ်ပြီးတော့စကားနဲ့ထင်ပြောယူဒါပေမဲ့ပြောစရာရှိရလဲပါတီကိုထိခိုက်လာရလဲပြောရတာပေါ့နော်။အဲတန်ခိုင်ပါတီရတဲ့ energy မပါဘဲနဲ့ဒီကောင်ပဲဝင်လို့ရှိရင်းနဲ့နိုင်သွားရင်တော့မှတန်ခိုင်ပါတီရဲ့အရေးချင်းက0တဲ့။လက်ကလေးတော့ပြ0ပဲတဲ့တန်ခိုင်ပါတီအရေးချင်း။ ကျွန်တော်လည်းပြောရည်မှာလေအဲ့လိုပြောရည်စရာဆိုဘောင်ကျော်မျိုးမင်းရဲ့ခေါင်းထဲမှာ energy ပဲရှိတယ်သူက energy ပဲရှိတယ်တန်ခါရေးပါတီအကြီးချင်း0တဲ့ energy မပါဘဲနဲ့ညောက်ပဲနိုင်ရင်ကျွန်တော်ပြောလိုက်မယ်ခင်ဗျာ energy party ဆိုတာဘယ်ဘယ်လိုဘယ်လိုဘယ်သူခေါင်းဆောင်လဲဒေါ်စုကြည်ဒေါ်စုကြည်မပါတဲ့ energy ဆိုတာလေအကြီးချင်း0ဟွန်းဒေါ်စုကြည်မပါတဲ့ energy ဟာအကြီးချင်း0 အဲကြော်ပြပြီးပြောပြကဲဒေါ်စုကြည်ဆိုတာကလည်းဘာကြီးရှင်းရှိလို့လဲဒေါ်စုကြည်ဆိုတာကလည်းဘိုလ်ချုပ်အောင်ဆန်းတမီးဆိုပြီးတော့ဒါမပြောရင်ဘိုလ်ချုပ်အောင်ဆန်းရဲ့တမီးတို့ကဘိုလ်ချုပ်နာမည်ကိုမသုံးရင်ဘိုလ်ချုပ်ဓာတ်ပုံတွေမသုံးရင်ဘိုလ်ချုပ်ရုပ်ထုတွေမသုံးရင်ဒေါ်အောင်ဆန်းစုကြည်အကြီးချင်းကလည်း0ပဲအဲဒီလိုကောင်းနေရနေပြီးတော့မြန်မာနိုင်ငံကိုတက်ပြီးအုပ်ချုပ်နေတယ်ကလေးလိုပဲခွေးလိုပဲလိုက်ကြိုက်နေတဲ့ကောင်တွေက အဲ့ဒါမင်းမှတ်တာကျော်မျိုးမင်းမင်းမှတ်တာမင်းအထင်ကြီးပါတယ်ဆိုရင် NLD တွေတော့အောင်စားစုကြီးတွေအီရှင်းက0ပဲဟွန်းငါတို့ကငါအဖေနာမည်မသိလဲမင်းသိလားဥခွေဥခွေဥခင်ကြီးအဖေနာမည်မသိလဲမင်းသိလားငါတို့ကအဖေနာမည်နဲ့လှုပ်ရှားတဲ့ကောင်မဟုတ်ဘူးဦးလာဆွေဘူးလေလာဆွေနာမည်တစ်လုံးနဲ့နေတာဟွန်းမင်းတို့အဖေတွေတိတ်ခါတော့မရှိပါဘူးမင်းတို့မြုပ်ရုပ်ခွေတွေကြည့်ရတယ်အကုန်လုံးကြာနေပြီလေ လာခဲ့ပူကျော်အောင်ဆန်းနေတော့သူကြီးတွေမပါပဲတဲ့ NLD ကငကြောင်တကောင်လာခဲ့ပြိုင်မယ်ဘယ်နေရာမှာပြိုင်မယ်လာခဲ့မင်းတို့ဒေါ်စုကြီးကနိုင်ငံလုံးကထောက်ခံမှလည်းပြောနေရဇီယာတီကြီးမှဘာလို့အမြဲတမ်းရှုံးတာလဲသူ့တက်ကမထောက်ခံလို့ပေါ့အေးလေတက်ကမထောက်ခံမှတက်ကမထောက်ခံလို့နိုင်ငံလုံးသိနေရပြီးမေစုကိုတက်ကမထောက်ခံလို့ဆိုမင်းမှသိတာမဟုတ်ခလေးရစားကိုရဆောင်ကုန်သိတယ်တက်မတော်သားတွေလည်းသူစီးရုံးနိုင်ရမယ်လေဟွန်း ူဒီလောက်ဖောင်းထုတ်တယ်တပ်ပရောသားတွေကသူချင်တာဗော0ပဲဒီချင်းอ่ะဘိုလ်ချုပ်ရုပ်ထုတွေထုလိုက်တာမြို့တိုင်းဟိုမှာမြောက်တကူမှာဆိုရင်ပန်းညာတစ်ခုထဲမှာနှစ်နှစ်ခုอืมလူငွေတွေကောက်ပြီးတော့အဲ့ဒါသူပုံရိပ်ကိုယူတာဘိုလ်ချုပ်အောင်ဆန်းပုံရိပ်ကိုယူတာဘိုလ်ချုပ်အောင်ဆန်းပုံရိပ်မပါတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီချင်းอ่ะ0အဲ့ ဒေါ်စုကြည်မပါတဲ့ energy ရဲ့အရေးရှိရာ0ဒါတော့ဘူးလောက်စဖြစ်ပါလေတကယ်ကောပါပဲတငယ်ပဲပြန်နေရလားတေကန်ကြီးပဲဇောင်းထွားနေရလားတခုတော့တခုပါပဲဘာပြောကြော်မျိုးမျိုးတော့တော့ပေါက်ကွေးနေရပါဒီကောင်အာနာရရင်တော့ရုံသွေးပိတ်ကြိတ်ခံမှာတော့ကြော်မျိုးမျိုးဖြစ်ပါတယ်မြန်မာပြည်မှာမွေးရပါအခွင့်ရတော့မရပဲအခုမှတိုင်းပြည်ချေရမယ်စစ်မှုတမ်းရမယ်ဆိုပြီးတော့တေခိုင်းနေတာတရားသလားလဲချမ်းသာတော့ပေါ်ကျုပ်တဆူတဲ့ရူဘီရူဘီဟာအသိမှန်တဲ့စကားဟောအသိမှန်တဲ့စကားဟော အမြန်ကလည်းပြောရင်လည်းမန်တဲ့တဲ့ထောက်ခံတဲ့တဲ့ပြောနော်အဝေးရပါအခွင့်ရရသလားမရသလားဆိုတာကအဲ DJ Violence ကိစ္စကိုကြည့်မယ်ဆိုသိတာဝေးရပါအခွင့်ရလူခွင့်ရနဲ့ညီနော်မနေ့ကဝေးရပါလူခွင့်ရပေးနိုင်ရဟုတ်တယ်စစ်သားဆွဲတာဒါတို့ဘာပဲဖြစ်ဖြစ်စစ်မှုလည်းမဖြစ်မနေမင်းတို့အခွင့်ရကြတော့လိုချင်တယ်အခွင့်အရေးနဲ့တာဝန်ယူမှုတာဝန်ခံမှုဆိုတာကတန်းတူပါလာတယ်ဆိုတော့သိရမယ်လေနော် ဲ့တော့လူငယ်တွေကိုကြတော့မွေးရပါအခွင့်ရေးတွေပေးမှုမှာအားနေပြီးတော့ဒီတောင်ယူတောင်ခံမှုဖြစ်တယ်သူတို့အကျိုးစီးပွားဖြစ်တယ်ဒီစစ်မှုတန်းဆွဲမှုတွေကြတော့တဲကြီးမကြီးလောက်နေတာအပါဦးမင်းအွန်လိုင်းလို့ကဒါတနည်းအားဖြင့်သူတို့ရှက်မဲ့အတိုင်းသာတော့ရှိတယ်နော်ကိုပေးရမှာကြာတွန့်တုံနေတယ်ကိုကဒီလူစစ်မှုထားလို့မင်းတို့တောင်းလေဟုတ်တယ်ကျွန်တော်လည်းသူတို့ဘက်ကချိန်မှန်တာအမှန်မင်းတို့စစ်မှုထားအောင်ထားမှာစစ်မှုထားနိုင်မှာနိုင်ငံသားကောင်းပြည်သား နိုင်ငံသားပြည်သားအဲ့တော့မှတို့အခွင့်အရေးလို့ချင်တယ်အဲ့တော့လူငယ်တွေကပေးဆက်ဖို့ကြတော့ရှိပြီးတော့တို့ရဲ့အခွင့်အရေးလေးဖြစ်တဲ့နော် DJ လေးကိုအခါလဲစင်ပေါ်မှာလေးတီးမိပါရဲ့အဲ့ဒီမှာဗျာငွေရပါလူခွင့်အရေးဖြစ်တဲ့နော် freedom of expression ပါတယ်အော်လူခွင့်အရေးနဲ့နေပြီးတော့ဒါကသူ့ရဲ့ခုခုသူ့ဆွဲရဆိုရှိရင်905ကနဲ့ဆွဲရဆိုတာတန်တိုင်းဝင်ဌာနဆွဲရကြည့်အောင်ဘလောက်ထိပဲ့တယ်လဲဆိုတာ905ကဆိုတာဘာအတွက်ဆွဲရလဲ ခုအမှုနဲ့သွားလာနေတာတခြားစီဖြစ်နေတယ်နော်တခြားစီတခြားစီဖြစ်နေဟိုက900အကောင်နိုင်ငံတော်အကြီးညိုပြည့်စုံမှုနိုင်ငံတော်အကြီးညိုပြည့်ရအောင်ဒီဒီကတဲ့နေရာနိုင်ငံရေးဆွေးနွေးရနေရာမဟုတ်ဘူးနိုင်ငံရေးပြောတဲ့နေရာမဟုတ်ဘူးနော်ရိုးရှင်းတဲ့ဂီတပွဲလေးတစ်ခုမှာဒီပေါ့တို့ဒီအချင်းကိုအတင်းမိဆုံးမိတာလေးဒါဟာဒီဆိုတာလည်းမဟုတ်နော်နောက်တစ်ခုကဒီတချင်းက အန်စံစားဆိုတဲ့စံစားလက်ထက်ပရိုဂရမ်ဆိုလို့ရှိရင်စဉ်းစားလွတ်ထားပြီးသားဖြစ်တယ်။ permit to play everywhere ဘယ်မှာပဲဖြစ်ဖြစ်သူတို့အနေနဲ့ဖွင့်လို့ရတယ်။အဲ့တော့ပရိုဂရမ်ဆိုတော့အခုလုပ်တဲ့ပုံစံကနိုင်ငံရေးပရိုဂရမ်ဆိုနိုင်ငံရေးအသုံးချမှုပေါ့။အစိုးရဆိုတော့နိုင်ငံတော်ဝန်ကြီးချုပ်ကနိုင်ငံတော်ဝန်ကြီးချုပ်ကဒီနိုင်ငံတော်သမ္မတရောပေါ့ဗျာနော်အားလုံးဟာနိုင်ငံရေးအသုံးချမှုတွေသွားတွေ့နေရတယ် အရင်သုံးချက်ဆိုတာဘာလဲဆိုတော့မဲဆွဲခြင်းတဲ့ပုံစံမျိုးသွားတွေ့ရတယ်အဲ့တော့အ DJ ပိုင်းလက်ကတော့တနည်းအားဖြင့်မဲဆွဲအသုံးချခံလေးဖြစ်သွားတယ်เออได้ไหนมาแล้วเราเราญาณุ่มพี่ยุ่งจีเลยวะเนาะกุยดาบอบอวะเนาะกุยดาบอแล้วสู้ว่าตู้เนี่ยโหเซยบิวอ่ะซ้วยเยดิติมล่ะตู้เนี่ยลงไหนซ้วยนี่เนาะเยอะแยะบอท่าได้สึกแดดดิอ่ะอะไรอ่ะดา ေချာပေါက်ကိုပြန်ပြီးတော့တင်းနိုင်မယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်။ရှင်းပြရရင်အရင်တော့ဟိုလက်နဲ့မပြေစုံတဲ့အချိန်တုန်းကတော့တူမီရန်တောင်းနဲ့ဒါဒီအောင်နေကိုတိုက်လာခဲ့တာပဲဗျာသိမလားအခုချိန်မှာဟိုလက်နဲ့အပြေစုံနဲ့ဟိုသူတို့စီသူတို့လှူထားတဲ့ပစ္စည်းတွေလည်းအများကြီးပဲသူတို့စီလက်နဲ့တွေရတာလည်းအများကြီးပဲသိမလားအဲ့ဒါရင်းနဲ့ကျွန်တော်တို့ကအချိန်မီးသူတို့ပြန်ပြီးတော့တိုက်ထုတ်လို့ရပါတော့เนาะတိုက်ထုတ်လို့ရတယ်ပေါ့ဟုတ်ကဲ့မင်္ဂလာပါဗျာကျွန်တော်ကတော့ဟိုမကွာငါဆွေမြင်ရတန်းနေပြီးတော့ CDN လောက်လာတဲ့အမ်ဇုံမြောက်ပါခင်ဗျာ ဟိုကျွန်တော်စီရီယံလောက်လာတာဟို2021ပေါ့နော်2021စောပိုင်းတော့ကကျွန်တော်စီရီယံလောက်လာတယ်စီရီယံလောက်လာပြီးတော့ဒီကန်ယူပါနော်ကန်ယူတက်မှာကန်ယူတက်မှာခုံပါပေါ့ကျွန်တော်အဲ့မှာအာပူပေါင်းခဲ့တယ်ပေါ့တော်လိုင်းဖွဲ့နဲ့ပူပေါင်းခဲ့တယ်ပူပေါင်းခဲ့ပြီးတော့ပေါင်းခဲ့ရနေပြီးတော့အခုအခုဘွေးတာဘောလုံးနဲ့အောင်စရာတက်ပွဲမှာပေါ့နော်ပူပေါင်းဖွဲ့နေနဲ့ပူပေါင်းဖွဲ့နေနဲ့ဘွေးတာဘောလုံးကော်ပိုရိတ်ဖွဲ့နဲ့ကျွန်တော်ဝင်ပြီးတော့တက်ပွဲတိုက်ခဲ့တယ်ပေါ့ အဲတိုက်ခဲ့တယ်တိုက်ခဲ့တဲ့အချိန်မှာဘာလို့မြင်ခဲ့ရဘာလို့သိခဲ့ရလဲဆိုတော့အာဘွေးကြဘွေးရဲ့ဘယ်လိုစိတ်တက်တွေပေါ့နော်စိတ်တက်တက်ကြွစရာတွေပေါ့နော်တက်စိတ်တက်တက်ကြွစရာတွေနောက်သူ့ရဲ့အရေးချင်းသူ့ရဲ့စစ်စစ်ကိုဟိုစစ်တိုက်နေတာနဲ့မတူအောင်ဟိုသိရမလားအမှုပညာဆန်ဆန်ဟိုအဲ့လိုမျိုးစစ်တိုက်တက်တယ်ပေါ့နော်ဘွေးကြဘွေးအဲ့လိုမျိုးပြောတာပေါ့နော်ဘယ်လိုပြောရမလဲဆိုရင်ဟိုကြောက်နေတာမျိုးကြောက်နေတာမျိုးသူကဟိုမရှိဘူးပေါ့ဗျာ တဲ့အကျဟိုသူအနေနဲ့ပြောပပနဲ့ပဲစစ်တိုက်နေရတဲ့သဘောမျိုးပဲသူကိုယ်တိုင်ကလည်းရှေ့မှာဥဆောင်ပြီးတော့အာတိရဟိုတက်တက်ကြွကြွနဲ့တိရဥဆောင်ပြီးရဲဘော်တွေကိုကျတို့ဟိုအားပေးတယ်အာလုံးရရှင်ပြပသွားလှုပ်ခိုင်းတယ်လှုပ်ရရလှုပ်တယ်ဒါပေမဲ့ဟိုနည်းနည်းလေးမှဘယ်လိုပြောမလဲဟိုရဲဘော်တွေပေါ်ဟိုကြောက်စိတ်ဝင်စေတဲ့စကားမျိုးသိမလားအားရောင်းနေအစမပြေဘူးရောရောမင်းတို့အဲ့လိုမျိုးဝလုံးသုံးပါးဖြစ်သွားတာမျိုးမရှိဘူးအကုန်လုံးတည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးနဲ့ပဲသူကိုကဲသွားတယ်ထင်းချုပ်သွားတယ်အဲအကြောင်းလဲဟို ရဲဘော်တွေကသူပါလာပြီဆိုရင်သူအရှိမရှိပြီဆိုသူတန်ကြားပြီဆိုရင်အများအားစိတ်ရခွန်အားရတော့နော်ဟိုတိုက်ရဲခိုက်ရဲတဲ့စိတ်တွေရှိလာတယ်ပေါ့ဟုတ်ဟိုတကဲဟိုတိုက်ပွဲဖြစ်ပြီဆိုရင်နော်တိုက်ပွဲဆားလို့မယ်သူကအရင်အရင်ဝအောင်မယ်တိုက်ပွဲဆားဆားဟိုဘက်ကပဲဆားလာဆားလာနော်တိုက်ပွဲဖြစ်လာပြီဆိုလို့ရှိရင်သူကိုယ်တိုင်ကိုယ်တိုင်ဟောဒီမှာတနက်ဆွဲပြီးတော့သူကိုယ်တိုင်လည်းအရင်ဟိုအခြေသွောင်းနေလည်းပြစ်တယ်အခြေသွောင်းနေပြစ်တယ်အခြေသွောင်းနေဝင်တယ်ဝင်ပြီးတော့ဟိုရဲဘော်တွေကိုလည်းပေါ့နော်အဲ့လိုမျိုးဟို ိုတိုင်မော့သူကိုတိုင်ကိုကဲတော့အရှိရနေနီးကကိုကဲတယ်ပေါ့နော်အဲ့ဒါလေးအဲ့လိုမျိုးအတွေ့အကြုံလေးပေါ့နော်အမတ်တရားတော့အဲ့လိုပြောတော့ဟိုဘွေးကားမောင်းတာပေါ့ဘွေးကားမောင်းတာတော့ကားမောင်းတာတော့တော်တော်ကျွမ်းလဲကျွမ်းတယ်ကျမ်းလဲကျမ်းတယ်ကျွမ်းလဲကျွမ်းတယ်ကျမ်းလဲကျမ်းတယ်ဆိုအဲ့လိုမျိုးတခါဘယ်လိုပြောလဲဆိုဟိုကားမောင်းနေတလန်နဲ့ဟိုအရှိမထိတ်တိုက်ကြီးတော့တွေ့တာခွေစခွေးနဲ့စခွေးနဲ့ထိတ်တိုက်တော့တွေ့ရဟိုတွေ့ရတဲ့အချိန်မှာပြည့်ရမလို့ပြည့်ရလို့ကိုလူလူသူလူလူနဲ့အဲ့အချိန်မှာရုတ်တရက်ကြီးတွေ့လိုက်တဲ့အချိန်မှာနော်ကားကိုဘက်ကီးယာထိုးပြီးတော့မောင်းတာ အနောက်မှာကိုရီးယားတော့ကိုသဘောသဘောနဲ့ဈေးပြီးလိမ့်သလိုပဲလိမ့်ပိတ်နေတာဒါပေမဲ့ကောင်းမောင်းတာဘက်ကီယာနဲ့မောင်းတာဘက်တဝီမောင်းတာတော့မှပဲဒီတိုင်းဟိုဗါလဲအရှိ့ကိုမောင်းနေသလိုပဲဖြောင်းနေတာပဲအဲ့တိုင်းမောင်းတာသိမလားကောင်းမောင်းတဲ့စကီးကတော့ဝီကောင်းမောင်းတဲ့စကီးကတော့ဟိုကျွမ်းလဲကျွမ်းလဲဟိုဗါလဲဖြစ်တယ်ပေါ့နော်ကျန်းလဲကျန်းလဲကျွမ်းလဲကျွမ်းလဲဆိုကောင်းမောင်းတာကောင်းမောင်းတာပြီးစစ်တိုက်တာပြီးကောင်းမောင်းတာလဲကျွမ်းတယ်ပေါ့ဗျာအောင်တရားနဲ့တိုက်ပွဲဖြစ်နေတဲ့အချိန်ပေါ့နော်ဟို အရှိကုန်းတကုန်းမှာကုန်းတကုန်းမှာပေါ့ဘူးတာကအေး BA ဟိုကျွန်တော်ကို B လို့ပဲခေါ်တာဘူး BA ဟိုကမိုင်းရှင်းပေးဖို့ပေါ့ဗာညာဆိုတော့အဲ့ကုန်းမှာတက်ရှင်းတာတက်မိုင်းရင်တက်ရှင်းတော့မိုင်းတက်ရှင်းတော့အာသူတို့လက်နဲ့အကျွင်းကြံတယ်ပေါ့လက်နဲ့သူတို့ခြံထားခဲ့တယ်ဖွက်ထားခဲ့တဲ့ဟာတွေလိုက်ရှာတာပေါ့ဗျာရှာရှာရင်းနဲ့အဲနဲ့ဟိုခဏနားလဲနားတော့ဘူးတာကရောက်လာရောက်လဲရောက်လာပြီးတော့ကျွန်တော်အဲသူဟိုမှာပေါ့နော်ဟိုပါကြီးကအမြဲတမ်းထိုးတာသူ့ဓာတ်လေးပေါ့ဓမြောင်လေးဓမြောင်လေးအဲ့ ပြီးတဲ့ပြောတယ်မင်းငါဒီကြားလက်ဆောင်ပေးမယ်တဲ့ဒါငါတကယ်ချင်းပေးရတာပါဗျာသူတကယ်ချင်းပေးရတာတဲ့သူ့ကိုဒါမင်းငါလက်ဆောင်ပေးရအရေးပေါ်လေးရှင်းပါပဲကျွန်တော်ဟိုအဲ့ဒါလေးလက်ဆောင်ပေးရအခုချင်းဒီလေကျောင်းဒီမှာအဲ့ဒါလေးကိုကျွန်တော်ဆောင်းထားရရှိရှိပါတယ်ကျောင်းဒီမှာလဲဝေးရဖို့ပေးရတယ်အမတရလေးပေါ့ကျွန်တော်ဟောင်းစီယာနဲ့အမတရအတွေ့အကြုံကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီအမကျတဲ့နဲ့ဖွင့်နေပေါ့နော်ကျတဲ့နဲ့ဖွင့်နေကျွန်တော်ပူပေါင်းဖွင့်နေပေါ့ကျတဲ့ကျတဲ့နဲ့ဖွင့်နေကျွန်တော်သောပေါင်းပြီးတော့ ဟိုမိုင်းရှင်းကာကာကာပြရတော့ဘာဆိုရှင်းမှာရန်ရန်သူရှိတယ်လေရန်သူရှိတော့ရန်သူနဲ့အတိတ်မဝေးဘူးတိတ်မဝေးဘူးဒါမီတာရှင်းမှာရှင်းရမီတာ20 30ပဲအလောက်ပဲရှင်းမှာပေါ့အလောက်ပဲရှိတယ်အဲ့ဒီအဲ့ရှင်းမှာသူကရန်သူကရှိတယ်ရှင်းမှာလည်းသိနေတယ်သိတော့အဲမိုင်းထောင်ပြပါဆိုတော့မိုင်းသွားကာပြီးမိုင်းသွားထောင်ပြတော့ထောင်နေတဲ့ထောင်နေတဲ့အချိန်မှာပဲခိုးဘကကိုယ့်ကိုပြစ်တာကိုကမတွေ့ဘူးကိုကမတွေ့ကျွန်တော်ဟိုဘယ်ကုန်းထောက်ပြတဲ့ရဲဘော်နှစ်ယောက်ပါတယ် ဘယ်ညာထောက်ပေးနေအောင်နော်ထောက်ပေးနေနှစ်ယောက်ပါဟောပြစ်ဟာပြစ်ဟာဆိုဟိုကပြစ်ပြစ်ကျွန်တော်ကိုအရင်ပြစ်တာဗျာကျွန်တော်အရင်ပြစ်တာဒါပေမဲ့မထီဘူးကျွန်တော်ပဲကျွန်တော်လည်းမိုင်းထောင်နေနဲ့ညီကြီးလေးဖုံးဖုံးပဲရေးသေးတယ်ကျွန်တော်နောက်ပြန်ပြေးရတော့အမမိုင်းထုတ်ကြီးကကြံခဲ့ရောမိုင်းထုတ်ကြီးအထုတ်လိုက်ကြီးကြံခဲ့ထုတ်လိုက်ကြီးကြံခဲ့ပြီးကိုယ်လည်းဝင်ပြေးရပြေးတော့အဲဆိုကျွန်တော်ဒီမှာတနက်ကမပါဘူးတနက်ကကျွန်တော်နောက်မှာအဲ့မိုင်းထုတ်လေးနောက်ကနေလိုက်ဆွဲပြီးလိုက်တယ်ပြီးတဲ့ရဲဘော်ကသူကကျွန်တော်တနက်ကိုသူကခြင်ပြေးတာအပြစ်ခံရောအပြစ်ခံရော ပြန်ပြီးတာဗောအနောက်ကိုပြန်ပြီးတော့ကိုမန္တရံပါဒါပဲခါမှလေးပုံတစ်လုံးတော့ပါလေးပုံတစ်လုံးတော့ပါအဲ့ဒါနဲ့ပဲတွေ့တဲ့အပင်ဘေးနာအပင်ဘေးနာကျွင်းလဲကိုကျွန်တော်ပိတ်ပြီးတော့ဝင်ဆင်းလိုက်ရောဆင်းလဲဆင်းလဲကိုလူတွေကြည့်တချို့မှမရှိတော့သူကကိုတဲ့ပုံမြင်ရတယ်ဗျာမြင်ရတယ်ဆိုတာမရှိတော့သူကအကာအကာသူတို့လည်းအကာကိုယူရပြီလေးသိမလားဟိုကနေအပိုင်းပြစ်နေတာအပိုင်းပြစ်တော့မယ်ဆိုတာအားနဲ့အား တယောက်မှလည်းမရှိတော့ဟိုသူတို့တွေကတော့ကရုတ်ချင်းသားရောက်နေပြီကရုတ်ချင်းသားရောက်နေကျွန်တော်လန်ဟာဥမာမိုင်းဆရာပဲ OMD B ပြဝါလည်းမသိဘူး B ရရှိမှကျန်ခဲ့တယောက်တည်းအားနဲ့လက်ပုံနဲ့လက်ပုံနဲ့တလုံးနဲ့ချိတဲ့တလုံးနဲ့အရင်ပြည့်ပြည့်လဲပြည့်ပြီးကျွန်တော်ပြန်ပြီးတော့နောက်စိတ်တူတူတန်းမှာတွေးနေရငချင်းမိကင်ငချင်းမိနဲ့ကျွန်တော်ပြည့်ပါလေရောသိလား အကောင်တွေအဲအမတ်တရားဟိုဘယ်လိုပြောမလဲရင်းလေးရခုံသွားတယ်ဗျအမတ်တရားဖြစ်သွားတယ်ယုရိယကြီးဆိုတာလေယုရိယကြီးဒါနဲ့အပြစ်ခံလိုက်ရတော့စိတ်ထဲဘာလို့လုံးဝမဖြစ်သွားတယ်ဗျအဲမီတာဟိုလောက်မီတာ20လောက်กว่าလောက်ဝင်ပြစ်ခံရတော့အဲ့တော့အဲ့တော့မှာတူတူတိတ်လေးသွားပြီးတော့ခြုံနေရနေခြုံနေရနေတက်ပြီးတော့သွားပြီးတော့မိုင်းသွားထောင်နေရတော့အဲ့တော့အဲ့တော့တွေ့ရတွေ့သွားသေးရောနော် သူတို့ကလည်းဘာလို့စကားပြောတဲ့နေကိုရီစကားပြောတဲ့နေလည်းသူတို့ကြားနေတယ်ကရုတ်ကျင်းဘက်မှာကိုရီကျွန်းတွေဘက်မှာကြားနေရတာကိုကြားနေသူတို့ကအချိန်ပြည့်သူတို့အမှသူကလည်းစောင့်နေတော့သူတို့ကအတံမထွက်ရေဦးတံမထွက်ရေပဲနဲ့သူတို့တွေကတော့အချိန်ပြည့်စောင့်နေရတော့ကိုရီကကိုရီကအဲ့အချိန်မှာဟိုဟာဖြစ်ပြီးတော့နည်းနည်းပေါ့ဆသွားတယ်ပေါ့နော်ဒါပေမဲ့ဘာမှတော့အထီးကတော့မရှိဘူးတန်ရတော့မရဘူးပေါ့နော်ဘာမှတော့မဖြစ်လိုက်ဘူးဒါအမှတ်တရတော့ဖြစ်သွားတာပေါ့ကျတဲ့နေဒီအောင်စရာစကြောင်းပါပေါ့နော်ကျတဲ့နေကဟိုပါကိုဖိုးလူကကိုလူဆိုတာဒါသူကောင်းကောင်းကိုကျတဲ့နေခွဲ နှစ်ကထင်တယ်ကျွန်တော်ထင်တာနော်ကိုဘိုးလူသားသူကအဲ့ဒီအဲ့ဂုံးမမှာစကားစား9ယောက်လောက်ရှိတယ်9ယောက်လောက်ရှိတယ်9ယောက်လောက်ရှိတယ်9ယောက်ရှိတာကိုအဲ့နေရာကိုလုံးဝတခါလည်းအပြတ်အသိမ့်မယ်ပေါ့ဗျာအဲ့နေရာလေးကိုအဲ့နေကျွန်တော်တို့80တိုးပါ80တိုးရအောင်အောင်အဲ့ဂုံးမြောင်လေးမှာ80တိုးမှာဒီကောင်လေးအဲ့ဂရုတ်ချင်းထဲမှာပဲဒီကောင်လေးနေနေတာဒီကောင်လေးအပြင်လုံးဝမထွက်ဘူးအပြင်လုံးဝမထွက်ဘူးဒါပေမဲ့ကိုယ့်စီကအဖွဲတွေကလည်းအဲ့နေရာကို အင်းအားဘယ်လောက်မှအတိအကျမသိသေးဘူးအဲကိုစိတ်ထင်မှာတော့ဟို20လောက်ရှိမယ်လို့ထင်တာပေါ့နော်ပထမကတော့20လောက်ရှိတယ်ဆိုတော့အဲ့အဲ့ဝင်ပြီးတော့ဝင်လုံးတာပေါ့ဗျာဝင်လုံးတာအရင်ဆုံးလက်ပုံတွေပိုင်းလည်းပြည့်40ပိုင်းလည်းပြည့်ပြီးတော့ဝင်လုံးလုံးလဲလုံးရော9ယောက်ပဲရှိရယ်9ယောက်ပဲရှိရယ်အဲ့9ယောက်ကလည်းရှင်းပြရင်တခြားမပြန်မပြည့်ဘူးတခြားမပြန်မပြည့်ဘူးဘာလို့ပြန်မပြည့်ကြလဲဆိုတော့ဒီတိုင်းဘာမှမပြည့်ဘူးလို့ငြိမ်နေလိုက်လို့ရှိရင်သူတို့ တေချာပါဦးသူတို့အဖမ်းမခံရင်သူတို့ဘာလုံးမခံဆိုသူတို့တိတယ်ဗျာဒါဆိုအရှိရှိတွေမှာလည်းဟိုအဲ့လိုမျိုးတွေရှိတယ်လေးသိမလားဟိုဖမ်းခံရတယ်ဘာမှမလုပ်ဘူးကိုရီးယားဘာမှမလုပ်ဘဲနဲ့အေးစင်းနေအေးစင်းနေအတိုင်းပဲအေးစင်းနေအေးစင်းနေအတိုင်းပဲဒါပေမဲ့အခုနှစ်ယောက်ပဲကျန်ဆိုဟိုခုနှစ်ယောက်ပဲအရှင်ပြီးလဲတယ်ဗျာနော်ခုနှစ်ယောက်ပဲအရှင်ပြီးလဲကျန်တဲ့နှစ်ယောက်ကတော့သူကထွက်ပြေးတာထွက်ပြေးတော့ဟိုပြစ်လိုက်တယ်ဗျာနော်ပြစ်လိုက်ပြစ်ပြစ်ဖမ်းမှန်းရတော့အသေးဖမ်းအသေးရတယ်ဗောအသေးရတယ်ဗောနှစ်ယောက်တော့အသေးရတယ်ကျန်တဲ့ခုနှစ်ယောက်ကတော့အရှင်ပြီးတယ်ဗောဟိုဆိုအဲ့သူတို့အဲ့အချိန်မှာသူတို့ရဲ့ ိုကြောက်လန့်နေတဲ့စိတ်တွေပေါ့နော်အဲ့ခရီးရတော့အောင်စေးရတာအဲ့လိုမျိုးကျွန်တော်တို့ဘယ်လိုရမလဲဟိုတနှစ်ကျော်တနှစ်ကျော်နှစ်နှစ်နီးနီးပေါ့နော်ဆရာဒီလောက်ဒီဟိုဖိဖိစီစီနဲ့ကျွန်တော်တို့တွေပြင်းလာခဲ့တဲ့ကောင်းလေးပေါ့ဗျာအဲ့ကောင်လေးကအခုအခုဒီဟိုဘယ်လိုပြောရမလဲတင်ကန်းကြီးတော်ဟိုဟိုအသားလေးတိမ့်လိုက်တယ်ဆိုတာပေါ့နော်တိုက်တဲ့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးဗျာဘလို့မှမဖြစ်နိုင်တဲ့အခြေအနေပေါ့နော်သူတို့ဆွမ်းသားတယ်ဘလို့မှမဖြစ်နိုင်ဘူးပေါ့နော် ခုနမျိုးတွေအားလုံးကဒီဘက်မှာတွေ့ခဲ့တဲ့အကြောင်းအရာလေးကတော့အောင်စီရစစ်ကြောင်းဘယ်လောက်ထိတောင်ထင်းသိမ်းခဲ့လဲဘူဤတာပွဲစွမ်းနေဘယ်လောက်ရှိတဲ့ဆိုတော့ပြောသွားလေးဖြစ်ပါတယ်ဒါလက်တွေ့ကိုကြုံခဲ့ရတဲ့အောင်ဝင်ခဲ့တဲ့ EDN တရားဝင်ပြောသွားဖြစ်ပါတယ်အရှိချင်းမှာကတော့အလုံးတည်တဲ့မဲ့ဘီရဲ့တစ္ဆာဖော်မှုကြောင့် ကျွန်တော်တင်ငန်းညီတော်ပေးလိုက်ရပြီမလဲတင်ငန်းညီတော်မှာကြာဆုံးခဲ့တာမဟုတ်ဘဲနဲ့သုတ်ခွာပြီးလိုက်တာဖြစ်တာဖြစ်တဲ့အတွက်ဘယ်အချိန်မှဆိုပြန်သိမ်းလို့ရရလဲဘူးတာပေါ့ပြတ်သက်ပြောပြီးတာဖြစ်ပါတယ်။တော်လိုင်းမျိုးတွေအားလုံးပဲဒီဗီဒီယိုတောင်းနေပဲဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတွေတက်လာပြီးတော့ကျွန်တော်ရဲ့ကိုကြီးရိုးဘိုလ်ရှင် channel ကို like and subscribe လုပ်ရင် like and subscribe ပြီးဘေးအကောင့်နေရခြင်းမြင်တက်လာတဲ့များဗီဒီယိုနဲ့သတင်းအားလုံးရရှိရဖြစ်ပါတယ်။တော်လိုင်းမျိုးတွေအားလုံးပဲဗီဒီယိုရဲ့အောက်မှာ HYB high ပေါ်နေမှာမြင်ခဲ့မယ်ဆိုရင်လည်းမြင်နေရတဲ့နိုင်ငံမှာရှိတဲ့သူတွေလည်းအနေနဲ့လည်းအိုကေဘီဘူလေဒီညကနေပဲထပ်မံတောင်းဆိုရင်လည်းည၈နာရီခွဲသတင်းမှပြန်လည်ဆုံတွေ့ကြအောင်မယ်။ဒီလိုမျိုးတွေအားလုံးပဲဆက်လက်အပ်ပြုဒီညကနေပဲတောင်းဆိုလိုက်ပါရစေ။ အလင်းပေးနဲ့မေးပေးတာမှမြန်ဆုံးကင်းဝေးကြပါစေလို့ထပ်မံတောင်းဆုပြုနေတယ်ပဲ။စုံနီကြည့်ရှုပေးတဲ့ရုပ်ရှင်စတိုင်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ။